ျွန်တော်ကတော့ဒီပုံမှန်ပေါ့နော်ပရီးမီးယားလိသူကနေကြလူစရင်ကို80%လောက်အပြူပြီးကစားလာမယ်လို့တော့ထင်တယ်ပြီးတော့ Chelsea ကဒီအဒီမှာ Kansas အတွဲဖက်ကိုအပြောင်းလဲအများဆုံးလှုပ်ထားတဲ့အသင်းပေါ့နော်တပွဲနဲ့တပွဲကိုတူးမနေဘူး Sanaba Perez လည်းမတူဘူးပြီးတော့ဒီ Kuguria နဲ့ဒီဘက်ကဟိုဒီ Green Shame ဖြစ်ဖြစ် Gusto ပဲဖြစ်ဖြစ်ထားပါတော့သူတို့ကတော့ဘလို့ပဲတုံးတုံးအခြေစွမ်းအရင်းရိုင်မှုမရှိဘူးပေါ့နော်အလဲမှာကကြတော့တကယ်တမျိုးပြီးတမျိုး ခြေစွမ်းဖြစ်နေရအောင်တွေ့ရတယ်ပေါ့ဆော့ကောပရိသတ်များအားလုံးပဲမင်္ဂလာပါဒီစီဇန်ကတော့ wine spec ကနေပြောမှာအဓိကကူညီပံ့ပိုးပေးထားပါတယ်ပရိသတ်တွေတဲကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက် odd အကန့်အသတ်မရှိတဲ့ဒါမောင်းရဲတွေထူးခြားတဲ့ဒါဈေးွက်အစုံနေတဲ့သူရင်ခုန်ခြင်းတော့ wine spec ကိုဒေါင်းလုဒ်လုပ်ပြီးတော့မှ one soccer hawk promo code နဲ့တူဒါအကောင့်ဖွင့်ကစားနိုင်ပါလေပထမဆုံးတွင်းွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့ မြန်မာဝီကိုဒါဆုလက်ဆောင်ရယူနိုင်တယ်ဆိုတဲ့အကြောင်းကိုသတင်းကောင်းပါခြင်းပါတယ်။တခြားအားကစားနည်းတွေနဲ့တူအခါအားလျော်စွာအထူး promotion အစီအစဉ်တွေရှိတယ်ဆိုတဲ့အကြောင်းကိုလည်းသတင်းကောင်းပါလိုက်ခြင်းပါတယ်။ promo code ကတော့ video ရဲ့ comment box မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကောပြတဲ့များအားလုံးပဲမင်္ဂလာပါခင်ဗျစနေနေ့ပရီးမီးယားလိနောက်ထပ်တပွဲဖြစ်တဲ့ Chelsea နဲ့ Wolverhampton တို့ပွဲကိုလည်းကျွန်တော်လည်းတူစီတီဘာနေပြောင်းပါမယ်ဆက်လက်တုံ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျဒီတစ်ပတ်မှာကျွန်တော်တို့ရဲ့ဒါ Soccer Hawk ရဲ့ Queen အဖွဲ့ကလည်းဒါ Euro လုံးဝေးပွဲကိုတွားရောက်ကျကူနေတဲ့အတွက်ဒီတစ်ပတ်ပွဲစဉ်တွေကတော့ကျွန်တော်နဲ့တူတာစီသူအနေနဲ့ပွဲကျူအစီအစဉ်တွေကိုတုံ့တက်တင်ဆက်ပေးတာဖြစ်ပါတယ်စီသူရေမင်္ဂလာပါညီမင်္ဂလာပါကို ကိုတို့ဒါဒီနေ့ကတော့တောက်လျှောက်ဆွဲကြတာပေါ့အစောပိုင်းကပွဲလဲတာကိုတို့ဒါတုံးသက်ပြီးပြီအခုဒီစနေနေ့ရဲ့ဒါနောက်ဆုံးပွဲပေါ့လေဒါညနေပိုင်းမှာကစားမယ် Chelsea နဲ့ Wander ပွဲဒီနေ့တင်းကလည်းပြီးခဲ့တဲ့တစ်ပတ်ကျော်လောက်ကမှပဲ EFL Cup မှာဒါတွေ့ခဲ့ကြပါသေးတယ်အဲ့ပွဲမှာတော့ Chelsea က ်အကူရီပြန်လာပြပြီးလေးကိုသုံးဖို့နဲ့နိုင်တယ်လီယန်ဒီလက်အနီကပ်ပြခံရတဲ့ဖြစ်ပျက်လေးရှိတယ်အဲဂျစ်တန်ရဲ့တကယ်ကိုလှပသေးတဲ့ twin goal တွေဒါအကူတို့ပြင်ခဲ့ရတယ်အခုကတော့ဒါစတန်ဖို့ဘစ်မှာပြန်ပြီးတော့မှကစားမယ် Chelsea ကဂျာရဲ့ဒီ Carabao နဲ့ Champions League ပွဲစဉ်မှာတော့ငကူးစီတီကြခဲ့တယ်အဲ့အတွက်လည်းနည်းနည်းလေးဒါဝေဖန်တာတွေလည်းရှိတယ်ပေါ့လေအဲ့အချိန်တွေတခုမှတေချာတော့ Van der Beek ပွဲစဉ်ကိုသူတို့ဒါဘယ်လိုပြောမလဲအားကောင်းဆုံးပုံစံနဲ့ပြန်ပြီးတော့မှအာယုံဆိုင်ကစားရမယ်လို့ထင်ပါတယ်ပွဲရဲ့ quality အနေထားရတော့ဟိုဘယ်လိုပြောမလဲအမပီဇာရက်တွေမှု မှာကြည့်မယ်ဆိုရင်ဝန်ဒန်ကကျတော့တကယ်ကိုရလက်တည်းဆိုးရထားတဲ့အသင်းနီးပြလည်းပြောင်းထားတဲ့အသင်းဒီလိုအသင်းမျိုးကို Chelsea ကလွယ်လင်းတကူနိုင်မနိုင်ဆိုတဲ့အပိုင်းကိုပဲကိုတို့အဓိကကြည့်ရမယ်လို့ထင်ပါတယ်ဒီပွဲပေါ်စီသူဘယ်လိုစပြီးသုံးသပ်ခြင်းလဲမသိဘူးကြီးဟုတ်ကဲ့ကို Chelsea ကအသင်းကြီးရင်လည်းပဲကန့်ကျင်တယ်ထင်တယ်ကြည်ရတာဘာလို့လဲဆိုတော့ဒီမမထင်မဲ့ထားတဲ့ပွဲတွေမှာသူတို့ရလက်တွေရှောက်ပြီးတော့ဟိုအကြပေါက်တယ်ဖြစ်တယ်ပေါ့နော်အာဒီပွဲကတော့အာဒီအသင်းငယ်ဆိုပေမဲ့အရင်ကယူဆိုင်ကြမလို့ပါဘူး Chelsea အနေနဲ့ဒါ Wolf က အစွဲဦးမရှိတာပေါ့နော်ဟိုတုံးနေတဲ့အနေထားမဟုတ်ဘူးအစွဲဦးမရှိတဲ့ wolf ဖြစ်နေတယ်ပေါ့နော်အော်လက်ရှိအခြေအနေကလိုင်ဝက်လက်ဝဲမှမရသေးဘူးလက်ရှိမှာနီးပြသူတို့ရဲ့ Victor Ferreira လည်းထုတ်ပယ်ခြင်းခံထားရတယ်အဲ့တော့ဟိုလက်ရှိပွဲကိုလည်းနီးပြတဲ့မကင်တွေသေးဘူးသူတို့ interim နဲ့သွားမယ်ဆိုပြီးတော့ပဲသိရတယ်နီးပြရှာဖွေဖို့တော့သူတို့အချိန်ယူမယ်ပေါ့နော်အဲ့တော့ဒီ interim အနေနဲ့ U21 U18 အဲ့အဲ့နီးပြတွေကင်တွေသွားမယ်ပေါ့နော် ဲ့တော့ဂိုင်းတွေသွားတဲ့ခါဖြစ်တဲ့အတွက်နီးပြတဲ့ပေးမဲ့တက်ကြွမှုတွေပါပြီးတော့ရှိဖို့အရန်ခက်ခဲတယ်ပြီးတော့ဒီယူရန်နီဝန်နီးပြကလည်းနီးပြတဲ့ဖြစ်လာဖို့ခဲရင်တာဖြစ်တဲ့အတွက်အဲ့လိုမျိုးနီးပြတဲ့ new manager effort ရှိဖို့ခက်တယ်ပေါ့နော်အဲ့တော့သဲစီအရင်ဆိုရင်ကြာမလို့ဘူးပြီးတော့နောက်တဲ့တစ်ချက်က wolf ကအားလုံးကမကောင်းကစားတာ ကစားဟန်အရာကိုကစားပုံအရာကိုကစားသမားတက်ရောက်ချင်းစီအရာကို wolf အသင်းမှာကြောက်စရာကစားသမားဆိုလို့တယောက်မှမရှိတော့ဘူးကုညာမရှိတော့ရဲ့အဲ့ဒါက strand လာစင်ကသူ့စီဘောဘောလုံးမလာရင်ဘာမှလုပ်လို့မရဘူးဒါပေမဲ့ဘောလုံးကလည်းလာမနေဘူးပေါ့နော်အဲ့တော့ roof ရဲ့အနေထားက Chelsea ဘာမှကိုကြောက်စရာမလိုဘူးဘာမှကိုဟိုထက်ထွက်စေစရာတော့မလိုဘူးပေါ့နော်အဲ့တော့ Chelsea ဘက်ကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာတော့ပြီးခဲ့တဲ့ Carabao ပေါ့နော် Carabao ကကစားအားကောင်းပါလေကစားပုံမှားတယ်ပေါ့နော်အဲ့လိုအတင်းအကျပ်ပါတယ်ပြီးတော့ဝေးခွင်းဖြစ်တယ်ပေါ့နော် Chelsea အနေနဲ့အခုပွဲကတော့ Chelsea အနေနဲ့ဒါအေးရအေးချောင်း ဒါကစားသွားရမှာပေါ့နော်သူတို့အိမ်ဝင်း Stafford Bridge မှာလည်းကစားရမယ်ပြီးတော့လူအင်အားအရကြီးမယ်ဆိုရင်လည်းအဲလက်ရှိပြီးခဲ့တဲ့ပွဲပေါ့နော်သူတို့ Server ကိုပွဲချိန်ပြီးတုံးသွားတယ် Server ကိုဒီ Premier League ပွဲတွေမှာတုံးသင့်ပြီလို့ကျွန်တော်ကတော့တုံးသင့်တယ်လို့ယူဆတယ်ပေါ့နော်တပွဲကစားခန်းနဲ့တပွဲနားလည်းလုံးနေစရာမလိုပဲနဲ့တောက်လျှောက်ကစားစီအသင့်တယ်လို့ယူဆတယ်ဒါပေမဲ့လည်း မော်ရက်စကာကတော့ကစားအောက်သမင်ချန်နေတယ်အရင်လဲအသက်ငယ်သေးတာဖြစ်တယ်တော့ထင်ပါတယ်အဲ့ဒါကြောင့်တော့ထင်ပါတယ်အဲ့တော့ချဲစီရဲ့လက်ရှိပုံကိုကျွန်တော်တို့ကြည့်ရင်ဂိုင်စီတို့အန်ဇိုကျော်ပဒရိုအစရှိတဲ့ပြင်ပြီးတော့ LND လက်ပြန်ပါလာပြီပေါ့နော်ဒီပွဲမှာပါလာနိုင်ချေရှိတယ် LND လက်ပြေကျော်ပဒရိုရဲ့အတွဲကိုကျွန်တော်တို့အဲဒီတင်းပြချက်ပြမြင်ရနိုင်ချေရှိမလားပေါ့နော်အဲ့တော့ဒီတစ်ချက်ကိုအဆောင်ကြည့်ရမယ်ပြီးတော့ဒီတောင်မန်နေပေါ့နော်တောင်မန်နေကတော့ပဒရိုနဲ့ထူပြီးတော့ဂျေမီဂက်တန်စ်ပေါ့နော်ဒီကစားသမားဒီ ကအရင်ကြီးအလုံးမဖြစ်ဘူး Patronito ကလည်းကောင်းလည်းညံ့လည်းကောင်းလည်းညံ့လည်းဖြစ်နေရပေါ့နော်ကျွန်တော်က as server ကိုအများကြီးမြင်ချင်တယ်ဒါပေမဲ့မမြင်ရအောင်ဖြစ်နေရပေါ့နော်အဲ့တော့ Chelsea C က အဲ့ဒီအချက်တွေဒါဒီဘွဲမှာကျွန်တော်အနေနဲ့ဒါကြည့်သွားခြင်းမိပါတယ်ဗျမှန်ပါလေဒါအစစ်ဖောင်းကဒီ Chelsea ရဲ့တက်စစ်မှာဆိုတကယ်ကိုစိတ်လှရှားမှုတွေအများကြီးပေးစွမ်းနိုင်တဲ့ကစားမတစ်ယောက်ဖြစ်တယ်ဟိုတကယ်လည်းဟိုကြိုးစားတယ်နောက်ထပ်သူ့ဆီကနေထွက်လာတဲ့ပေါ်လုံးတွေကလည်းတကယ် quality ရှိရလိမ့်တယ်ဒါတွေ့ရပါဘို့လေဒီကစားမကိုဒါ၃မ၃ဆိုတော့အခုဒါကြည့်အောင်ရှင်ဘူဗန်တမာကဒီကစားမအင်အားနည်းတဲ့ကြာဒီဘက်မှာဆိုသူတို့တကယ်အဓိကအားထားတဲ့ဒါ Anbar 2 ပွဲပဲခံရတာပေါ့လေပြီးခဲ့တဲ့ဖွန်နဲ့ပွဲတော့ကအနီကပြတ်ခံရတဲ့အတွက်ဒီပွဲကိုမပနိုင်ဘူးအဲ့တော့ဘူဗာဒိုင်းရဲ့ခံစားကပို့ပြီးတော့မှစိုးသွားဖို့ရှိမယ်ထင်ပါတယ်ချယ်ဆီနဲ့ဒီ ကဘယ်လိုပြောကာဗွန်ပွဲလုံးကတော့ဂူရီပြန်လည်သွင်းတယ်ချက်စီကန်စီလည်းအားနေတာကြီးလည်းပါပါတယ်ဗောနော်ဒီအားနေချက်ကိုတော့နည်းနည်းလေးသတိထားဖို့လိုမယ်ထင်တယ်ဒါဘူဟန်ကတုံတောင်းတော့တူရလာပိုင်းရပြောကစားအဖြစ်ကောဘာမှဆစ်လို့ရှားစရာမရှိဘူးဆိုပေမဲ့ဒီချက်စီကိုပြန်ပြီးဒုက္ခပေးသွားတဲ့ဘောလုံးကြီးကြည့်မယ်ဆိုရင်တော့ချက်စီကန်စီလည်းဒီ EFL ခက်ကအမားမျိုးထပ်ပြီးတော့မှမလုပ်ဖို့လိုမယ်ထင်ပါတယ်နောက်ထပ်အကိုစိတ်ဝင်စားတဲ့ချက်ကတော့အဓိကစိတ်ဝင်စားတော့မာရော့စကာပဲမာရော့စကာဟာ တကယ်တော့သူလူထုတ်ပုံပေါ့လေဒါဖြစ်တဲ့ဖြစ်တိုက်တဲ့ line နဲ့နဲ့သုံးမယ်ဆိုရင်ဒါသူ့တက်ကဘာမှခက်ခဲနိုင်တဲ့ပွဲမဟုတ်ဘူးဒါပေမဲ့တချို့ပွဲတွေမှာဒါစီတူလဲတွေ့တဲ့အတိုင်းပဲ line နဲ့ထုတ်တဲ့ဟာကျတော့ဟိုနည်းနည်းလေးကညော့တော့ပေါ့နော်ဒီပွဲမှာရောဒါသူ့အနေနဲ့ဒီလိုဘယ်လိုပြောမလဲတဲ့နိုင်ပွဲရဖို့အတွက်တကယ်ကိုအင်အားကောင်းတဲ့ line နဲ့ကိုထုတ်သုံးနိုင်လားဒါမှမဟုတ်သူ့ရဲ့ပုံစံတိုင်းပဲဒီစမ်းသပ်တဲ့ line နဲ့တွေကိုသုံးလာနိုင်ချေရှိသလားပေါ့လေဒီဘောစီတူဘယ်လိုမြင်မိလဲမသိဘူးကြီး အဲ့ဒါလည်းမန်းစားဖို့တော်တော်ခက်တယ်ပေါ့နော်ကျွန်တော်ကတော့ဒီပုံမှန်ပေါ့နော်ပရီးမီးယားလိသူကန်နေကြလူစရင်ကို80%လောက်အပြူပြီးကစားလာမယ်လို့တော့ထင်တယ်ပြီးတော့ Chelsea ရတရားဒီမှာ Kansas အတွဲဖက်ကိုအပြောင်းလဲအများဆုံးလှုပ်ထားတဲ့အသင်းပေါ့နော်တပွဲနဲ့တပွဲကိုတူးမနေဘူးဆန်လာဘက် parents လည်းမတူဘူးပြီးတော့ဒီကူဂူရီယာနဲ့ဒီဘက်ကဟိုဒီ green chain ပဲဖြစ်ဖြစ် control ပဲဖြစ်ဖြစ်ထားပါတော့သူတို့ကတော့ဘလို့ပဲတုံးတုံးအာခြေစွမ်းအရင်ရင်မှုမရှိဘူးပေါ့နော်အလဲမာကကြတော့ တကယ်တမျိုးပြီးတမျိုးခြေစွမ်းဖြစ်နေရတွေ့ရတယ်ဗောနော်အဲ့တော့ကျွန်တော်လည်းဘလို့သူတို့သုံးနိုင်လဲဆိုတာမန်းစာခတ်တယ်ပြီးတော့ဘသူသုံးသုံးဘသူသုံးသုံးအရင်စိတ်ချနေရအောင်ဘသူဘသူပဲပါပါတိုးစင်ရာဒီစတော့ကောင်းတယ်ဗောနော်ဒါပေမဲ့သူခဏတည်းရရပြီပြန်နာသွားတယ်ပြန်ပါလာတယ်အဥကြောင်ကြောင်နေလောက်တာမျိုးကျွန်တော်တို့မြင်ရတယ်ဥမာ Wesley Fofana ပြီးခဲ့တဲ့ဘက်ကကောင်းတယ်ဒါပေမဲ့ဒီအဘက်ကောင်းမယ်လို့အမမခံနိုင်ဘူးသူရဲ့ခြေစွမ်းကအဲ့လိုမျိုးပေါ့နော်ပြီးတော့ဒီ action ball ကတော့မဆိုးပါဘူးသူ့အသက်ရွယ်တဲ့သူ့ရဲ့ အနေအထားတစ်ခုကိုပြနိုင်လေချလိုပါဆိုရင်လည်းဒါအမှားရွင်းနေမကြာခဏကျူးလွန်လေးရှိတာကိုတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ဘယ်အတွက်ပဲနဲ့သုံးလာမယ်လို့ခန့်မှန်းရတာတော့ဟိုတော်တော်လေးခက်တယ်တခါလေကျရင်ချန်ပီယံလိမှာသုံးပြီးတော့လေပြန်သုံးလာမျိုးရှိတယ်ဒီပရီးမီးယားလိဂ်မှာပေါ့အဲ့တော့အဲ့ဒါတော့မန်းစားရတာခက်တယ်တေချာလာကဒီကွင်းလယ်မှာတော့ဂိုင်းစီတိုနဲ့အန်ဆိုအားတော့ဒါတေချာတယ်ပေါ့နော်အဲ့တော့သူတို့ရဲ့အားကိုပဲအဓိကကိုးရလိမ့်မယ်ကျန်တဲ့နေရာလေးမှာတော့ဒါအပြောင်းလဲတွေအမ်လုံနိုင်ချင်မြင့်တယ်ပေါ့နော်အန်ဆို အဆိုမရက်စကာကိုလုံးဝမှန်းလို့မရဘူးဒါကသူ့မှာလည်းသူ့ရဲ့အပေါ်အတင်းဒါရိုက်တာစီဘက်ကအာဂျန်တာတွေရှိကောင်းရှိနိုင်တယ်ပေါ့နော်ဘာလဲဆိုတော့ဒီ squad သူကလူငယ်တွေအများကြီးဝယ်ထားတာအောင်လူငယ်တွေအများကြီးဝယ်ထားဖြစ်တဲ့အတော့အဲဒီသူ့မှာဒီဈေးကွက်ပိုင်းဈေးကွက်ပိုင်းဆိုင်ရာဒီတိုးတက်အောင်လုပ်ဖို့တွေပေါ့နော်ဒီအချက်တွေလည်းရှိနေသေးတော့အဲ့ဒါဒီနဲ့လည်းပါကောင်းပါနိုင်တယ်ပေါ့နော်အဲ့တော့မှန်းစားရတာအရန်ခက်တယ်ခြေစွမ်းကိုလည်းမှန်းစားရတာအရန်ခက်တောင်မြင်ရတယ်တခုပဲ ်ဘယ်လိုပဲခက်ခက်ဝူးကိုတော့သူတို့ခတ်မှာမဟုတ်ဘူးဒါကတော့ကျွန်တော်ရဲ့အမြင်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ EFL တော့ကလည်း43ပေါ့နော်အဲဒီဝူးပွဲမှာဗိုလီနျူးစ်မှာဒါ River 3ခုပြန်သွင်းတယ်ဆိုပေမဲ့တကူကကွဲလဲမှာညှိသွားတာဘွာနန်တော့ထေလူပေးမှလို့ညှိသွားပြီးတော့လွတ်သွားပြီးတော့ခိုးသွားတာနောက်တကူကကြတော့တကူကလက်ပစ်ပေါ်ကတကူကကြတော့အဲဒီခန်းစစ်ကနေလောင်းဘောကန်တင်လိုက်တာလားဆပီးလောင်းဘောကန်တင်လိုက်တာလားမသိဘူးအဲ့အနေထားနဲ့ကြာလာပြီးတော့ဘောင်မင်ခတ်ပြီးတော့ ကိုးသွင်းသွားတာပေါ့နော်အဲ့တော့အားလုံးခြုံကြည့်မယ်ဆိုရင်ဒီ woof ရဲ့ dice ကအဲ့ဒီဟာကြီးပဲရှိတယ်အဲ့ဒါလေးကိုကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်အဲ့တော့ set piece တွေကိုဒီ spa နဲ့ပွဲတော့ set piece defending လုပ်သွားတာတော်တော်ကောင်းတယ်အဲကိုးသမား space အများကြီးပေးသွားတယ်ပေါ့နော်အဲ့တော့အဲ့လိုကို space ပေးဖို့ဒါလိုအပ်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်အဲလုတ်လေလုတ်နေရပေါ့နော်ချဲစီလုတ်နေရဖြစ်တဲ့အတွက်ချဲစီက set piece defending ကိုသူဖြည့်ရှင်းနေတာကိုတွေ့ရတယ်ပေါ့နော်သူ dice သူခံစစ်ကစားသမားတွေ area မကောင်းမကောင်းတော့ရတယ်သူတို့ ဲ့ဒီ area တွေကို Sanchez ကိုပို့ပြီးတော့နေရာယူခိုင်းလိုက်တယ်ပေါ့နော်အဲ့တော့ပိုကောင်းလာတာတွေ့ရတယ်ပေါ့လေဒါကတပိုင်းပေါ့ပြီးတော့ဒီ Queen's လေမှာ Central Progression နေမှာဆုံးရှုံးတဲ့အနေထားကဒီပွဲမှာလည်း Bona Notte တို့ကစားမှာမဟုတ်ဘူးပေါ့နော် Romeo Lavia နဲ့ Andre Santos တို့ကစားမှာမဟုတ်ဘူး Kaiser တို့ကစားမှာဖြစ်တဲ့အတော့အရန်ကြီးကြောက်စရာမရှိဘူးအဲ့တော့ Wolves ဘက်ကသူတို့ကိုကျွန်တော်တို့အများကြီး short ပြီးတော့တွက်ထားလို့ရတယ် Chelsea ဘက်ကကြတော့အဲဘယ်လိုပြောမလဲ Chelsea ကလုံးဝပိတ်ပြီးတော့ ကစားမယ်ဦးကလုံးဝပိတ်ပြီးတော့ကစားတယ်ဒါပေမဲ့ကစားပဲမယ်သူတို့ပြပြပြမကစားနိုင်ဘူးအဲ့ဒီအတော့အခက်ခဲရှိတယ်ပေါ့နော်အဲ့တော့ဂျီပွဲမှာဂျီမီကစ်တန်စ်ကပြီးခဲ့တဲ့ဝူးနှစ်ပွဲမှာအရန်ချေဆွမ်းပြလာတယ်အဲ့တော့ဒီပွဲကိုလည်းအဲ့လိုသုံးမယ်ဆိုရင်ကျွန်တော်တို့မျောလင်းစရာတွေအများကြီးရှိတယ်ပြီးတော့ဒီဝူးအသင်းရဲ့အသာကြာကကွင်းလေကဒီအန်ဒရီတို့အပြေဂျော်ဂိုမတ်တို့သူတို့ရဲ့ဖြတ်အားပေါ့နော်အဲ့တော့သူတို့ရဲ့ဖြတ်အားကိုဒီနောက်ကိုရောက်အောင်လို့ပို့ပြီးတော့ တသိလုံးဝိုင်းပြီးဖိကစားမဲ့အနေထားမြင်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီပုံစံကချဲစီအားသာတဲ့ပုံစံဖြစ်တယ်ပြီးတော့ဒီဂျော့ဘတ်ရိုနံပါတ်10ရိုးမှာကစားရင်အဲ့ဒီပုံစံနဲ့ပူလိုက်တယ်ပေါ့နော်ကျွန်တော်ဆိုလိုချင်တာကကွင်းလယ်မှာမိုင်းစခိုင်စီရိုးအန်ဆိုဖိုင်ဒက်စ်နံပါတ်10မှာဂျော့ဘတ်ရိုအဲ့ပုံစံနဲ့ကစားမယ်ပြီးတော့ချဲစီကဒီဝူးကလိုဘလော့ကစားမှာဖြစ်တဲ့အတွက်ချဲစီကဒီခန်းစကစားမှာပဲရှေ့တီတက်လာမယ်ပေါ့နော်တက်လာပြီးတော့2 3 5လို့ပုံစံမျိုးနဲ့စုဖွဲ့ကစားမယ်အခြေအနေဖြစ်သွားလိုက်မယ်အဲ့လိုအခြေအနေဖြစ်သွားတဲ့အနေထားမှာဒီအန်ဆိုရဲ့ ကျော်ပတ်ရယ်တွဲပြီးတော့အဲ့ space တွေထဲမှာကစားတာအရင်ကောင်းတယ်။အဲ့တော့အဲ့ဒီပုံစံကိုဒီဘက်မှာမြင်ရနိုင်ချေရှိတယ်။ဒါကြောင့်မလို့ဒါကျွန်တော်အနေနဲ့ Chelsea အတွက်အခက်အခဲမရှိဘူးလို့ယူဆမိပါတယ်ပေါ့။ဒါ Chelsea အတွက်ကတော့ ဟိုတကယ်ကစားတဲ့ခါကျရင်တော့ဘယ်လိုအကူရတာကြည့်ရမှာပေါ့လေ။ဒါညီသုံးသက်ပြီးသွားတဲ့ပုံစံအရတကယ်လဲကစားသမားအင်အားနောက်ထပ်ဒီအသင်းမှာရှိတဲ့ quality အရကြတော့ဒါဘူဗာဒန်လို့အသင်းမျိုးကိုလက်ရှိအချိန်မှာပေါ့နော်။အခုပြောကြတာဘူဗာဒန်လက်ရှိအချိန်မှာတကယ်ကိုအဆိုးဝါးဆုံးအခြေအနေဖြစ်နေတယ်။သူတို့ကဲတင်မဲ့နီးပြားကလည်းဘယ်လိုနီးပြားဖြစ်လာမလဲဆိုတာလည်းဒါမသိရသေးဘူးပေါ့။နောက်ထပ်ပူရောမှာဆိုတာလက်ရှိအိုးတို့ဒါဘူဗျာ line net ကိုကြည့်လိုက်မယ်ဆိုရင်ဒါမိနစ်တော့ကနဲ့ရှင်းကြည့်လိုက်တော့အရန်ကိုအားနေပါမိနစ်တော့ကတော့ဒါ Victoria ဝင်လာတဲ့3 pen နဲ့ပုံစံပြောင်းလိုက်တယ် ဲ့အမ်ဘာဒူဒါဇန်နဝါရီလရောက်လာတဲ့အဲ့ကာလာလီမှာဝူဗာတန်တော်လေးအပြောင်းလဲဖြစ်သွားပြီးတော့မှရလတ်လေးတဲ့ကောင်းလာဖြစ်ချင်တော့ပြီးခဲ့တဲ့နွေရာသီမှာဝူဗာတန်ကကစားမကောင်းတွေအများကြီးဆုံးရှုံးသွားတယ်ဗောလေခန်းစစ်မှာဆိုတဲ့စီမီတိုတို့ဒါလည်းဆုံးရှုံးသွားတာလည်းကိုတွေ့ရစဒီနီပိုင်းတွေကိုလည်းသူအပြန့်ဖြစ်နေတယ်လည်းမရှိရချင်းနေမှာဝူဗာတန်ဘက်ကတော့တော်တော်ကြီးကိုဒါခက်ခဲတဲ့ကာလာတရက်နဲ့ရင်ဆိုင်နေရတယ်ဒီချင်းတွေကိုချက်စီခွင့်ကောင်းယူနိုင်မြူနိုင်ဆိုတော့အခုဒါဆုံးကြည့်ရပါမယ်အဲဖြစ်ချင်တော့ Chelsea ကဒီအင်ဂွင်းပွဲစဉ်တွေမှာမထင်မှတ်ဘဲနဲ့ရှုံးထားတဲ့အရှုံးလေးတော့ရှိတယ် Brighton ကိုသူတို့1-3နဲ့ ရှုံးတာ Sunderland ကိုရှုံးတာဒီရှုံးနေအတွက်ဒါ Stamford Bridge ဒီဒီချိန်မှာ Stamford Bridge မှာပေါ့လေဒီဒီချိန်ဒါ Chelsea ရဲ့ပောက်ကွဲအားကိုမြင်ရမလားဆိုတော့အခုဒါထပ်ပြောပါစောင့်ကြည့်ရပါမယ်အခုလိုမျိုးဒါဒီပွဲကိုတုံ့တက်ပေးရတဲ့ City ကိုလည်းဒါ Jesus True တင်ရှိပါတယ်ဟိုဒါပွဲလေးကိုပဲဒါပွဲတွေကြည့်ပြီးမှပဲနောက်တနေ့မှဟိုဒါထုံးစံတယ်ပေါ့လေပွဲပြီးလေးဆက်ပြီးတော့ဆွဲကြတာပေါ့ဟုတ်ကဲ့ပါဒါကြီးစုအားပေးခဲ့ကြတဲ့ဘောလုံးပရိသတ်တွေအားလုံးကိုလည်း Jesus True တင်ရှိပါတယ်ခင်ဗျာ